20% down payment ပေးပြီးတော့လင်းနေအရေးကြတဲ့ဝယ်ယူနိုင်မယ့်အစီအစဉ်တွေလည်းရှိပါသေးတယ်။ Long range ကို30ရာခိုင်နှုန်းပေးပြီးမှာယူမယ်ဆိုလို့ရှိရင်30% discount ရရှိမှာဖြစ်ပြီးတော့80ရာခိုင်နှုန်းပေးပြီးမှာယူမယ်ဆိုလို့ရှိရင်30% discount ရရှိမှာပဲဖြစ်ပါလေဗျာ။မင်္ဂလာပါဗျာ။မြန်မာ Plaza ရဲ့ promotion area မှာဆိုလို့ရှိရင် MG မြန်မာကတစောင်းတိုင်းအထူး promotion အနေနဲ့ပွဲလေးတစ်ခုကျင်းပပြုလုပ်နေလို့သိရတယ်။ဒီပွဲမှာဆိုလို့ရှိရင် MG မြန်မာရဲ့အမိုက်စားကားတွေကိုဘလို့ promotion အနေနဲ့ရောင်းချနေလဲဆိုတော့ဆက်ကြည့်ရအောင်။ တော့ဘင်းမှာမြင်နေရတာကတော့မြန်မာနိုင်ငံကိုပထမအဦးဆုံးဝင်လာတဲ့ EV တွေထဲမှာတစည်းအပေါင်ဖြစ်တဲ့ MG4 ကားလေးပဲဖြစ်ပါတယ် MG4 ဆိုတာကတော့ MG မြန်မာရဲ့ signature လို့တော့ပြောရမလားပေါ့နော် MG မြန်မာလို့ပြောလိုက်တဲ့ MG4 ကိုတန်းမြင်မဲ့အနေအထားလေးမှာရှိတယ်ဒီကားလေးကသူ့ရဲ့ design ပိုင်းကြောင့်လူငယ်တွေကြားထဲမှာတော်တော်လေးရေပန်းစားတဲ့ကားလေးတစည်းလို့ပြောလို့ရရပေါ့နော်တကယ်လို့ကျွန်တော်တို့ကကက်ရှောင်းမတက်နိုင်ဘူးကျွန်တော်အရေးကြပဲဝယ်ချင်တယ်ဆိုလို့ရှိရင်20% down payment ပေးပြီးတော့၄နှစ်အရေးကြတဲ့ဝယ်ယူလို့ရမယ့်အစီအစဉ်လေးလည်းရှိပါသေးတယ်ဗျာနောက်ထပ်ကားလေးထပ်သွားကြည့်ရအောင် ကြည့်ခုကျွန်တော်ဘင်းမှာမြင်နေရတာကတော့ MG မြန်မာကတိတ်မကြသေးခင်ကမှာအသစ်မိတ်ဆက်ထားတယ် MG S5 ကားတကြီးပဲဖြစ်ပါတယ်အဲ MG S5 မှာဆိုလို့ရှိရင်တော့2မျိုးရှိတယ် standard range နဲ့ long range ဆိုပြီးတော့2မျိုးရှိတယ်ပေါ့နော် standard range ဆိုလို့ရှိရင်သူ့ရဲ့ driving range ကဆိုလို့ရှိရင်340ရှိမယ် battery capacity ကကျွန်တော်49ရှိပြီးတော့သူ့ရဲ့ motor power က125ရှိမယ်ပေါ့နော် ပြီးတော့ long range ပါဆိုလို့ရှိရင် driving range နေနဲ့ဆိုလို့ရှိရင်480တိရှိမယ်အဲ battery capacity ကကျွန်တော်တို့64ရှိပြီးတော့သူ့ရဲ့ motor power ဆိုလို့ရှိရင်လည်း180တိရှိတယ်ပေါ့နော်ကျွန်တော်အခုပြောသွားတဲ့ driving range နေအကုန်လုံးက WLTP နဲ့ဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီကားလေးကိုမောင်းကြည့်ရတဲ့အချိန်မှာဆိုလို့ရှိရင်လည်းရခဲ့တဲ့ experience ကဘယ်လိုရှိလဲဆို handling ပိုင်းမှာမိုက်တယ် stability ပိုင်းလေးမှာတော်တော်လေးအဆင်ပြေတာကိုတွေ့ရတယ်ဒီကားလေးရဲ့ design နဲ့အတွင်းပိုင်း grade တွေကြောင့် ီကားလေးကိုလူကြီးစီးမလားအဆင်ပြေတယ်လူငယ်တွေအတွက်ပေါ့ပေါ့ပါပါစီးမယ်ဆိုလို့ရှိရင်လည်းအများကြီးအဆင်ပြေတဲ့ကားလေးတစ်စီးဖြစ်တယ်ပေါ့နော် promotion အနေနဲ့ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော် standard rate ကို30ရာခိုင်နှုန်းပေးပြီးတော့မှာယူမယ်ဆိုလို့ရှိရင်သိန်း20 discount ရရှိမှာဖြစ်ပြီးတော့ကျွန်တော်80ရာခိုင်နှုန်းပေးပြီးတော့မှာယူမယ်ဆိုလို့ရှိရင်သိန်း60 discount ရရှိမှာဖြစ်တယ် down range ကို30ရာခိုင်နှုန်းပေးပြီးမှာယူမယ်ဆိုလို့ရှိရင်သိန်း30 discount ရရှိမှာဖြစ်ပြီးတော့80ရာခိုင်နှုန်းပေးပြီးမှာယူမယ်ဆိုလို့ရှိရင်သိန်း80ဒီ discount ရရှိမှာပဲဖြစ်ပါလေဗျာ အဒီပွဲလေးမှာ MGS5 ကိုအရေးကြတဲ့ဝယ်ယူမယ်ဆိုလို့ရှိရင်20% down payment ပေးပြီးတော့လင်းနဲ့အရေးကြတဲ့ဝယ်ယူနိုင်မယ့်အစီအစဉ်တွေလည်းရှိပါသေးတယ်။အဒီပွဲလေးမှာဆိုလို့ရှိရင် MGF ဘူးမှာပဲဘာကိုပြသထားလဲဆိုတော့ Masters ရဲ့ Mifa 9ကားလေးကိုပါပြသထားတာကိုတွေ့ရတယ်။ Masters ရဲ့ Mifa 9ကတော့ဒီကားလေးကတော့ Premium လေးဖြစ်တယ်ပေါ့နော် Premium တော်တော်လေးဖြစ်တဲ့ကားလေးတစ်စီးဖြစ်တယ်။ပြီးရင်သူရဲ့ segment ဆိုလို့ရှိရင်လည်း MPV အမျိုးသားဆိုတဲ့အတိုင်းပဲတကယ်ကိုကြကြဝန်းရှိတဲ့ကားလေးတစ်စီးဖြစ်တယ်ပေါ့နော်။အဲဒီကားလေးက driving rate အနေနဲ့ဆိုလို့ရှိရင်လည်း965 km တိရှိမယ်။ battery capacity က60 kWh ရှိပြီးတော့သူရဲ့ မော်တာပါဝါကလည်း180 kW တရှိတယ်ပေါ့နော်အဲ့တော့ဒီကားလေးကိုလေ့လာကျင်တဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့မြန်မာပလာဇာရဲ့ promotion area မှာ MG ရဲ့ဘူးမှာပဲလာရောက်ပြီးတော့လေ့လာနိုင်မှာဖြစ်ပါတယ် MG မြန်မာရဲ့ပျော်ရှင်ဆင်နွဲ MG ဒီဇောင်းနိုင်ပွဲကြီးကိုမြန်မာပလာဇာရဲ့ promotion area မှာနိုဝင်ဘာ၁ရက်နေ့ကနေမှနိုဝင်ဘာ၄ရက်နေ့ထိ၄ရက်တိုင်တိုင်ကျင်းပပြုလုပ်သွားမှာဖြစ်တဲ့အတွက်စိတ်ဝင်စားသူများအနေနဲ့လည်းလာရောက်လေ့လာနိုင်ဖို့တော့ကျွန်တော်ဒီနေရာလေးကနေဖိတ်ခေါ်လိုက်ရပါတယ်ဗျာကျွန်တော်နောက်ထပ်ပိုင်းတွေမှာပြန်တွေ့ကြပါတော့ကျွန်တော် Just Right ကထချုံးပါ